thank uh you -huh. င်္ဂလာပါရှင်ခစ်တက်နယူကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်စစ်အာဏာသိမ်းထားတဲ့စစ်ကောင်စီနဲ့မြန်မာနိုင်ငံကို ILO Article 33အရပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ညီလာခံကအတီးပြုဆုံးဖြတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်အကြံဖက်စစ်အာဏာသိမ်းထားတဲ့စစ်ကောင်စီနဲ့မြန်မာနိုင်ငံကို ILO Article 33အရအရေးယူဖို့အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ညီလာခံကဒီကနေ့ဆုံးဖြတ်အတီးပြုလိုက်ကြောင်းညီလာခံတက်ရောက်နေတဲ့မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ်မှအထွေထွေအတွင်ရေးမှုဥဝင်မှုတွင်ကသတင်းဌာနကိုပြောပါရစေ ဒီကနေ့ဆွစ်ဇာလန်နိုင်ငံဇနီဘာမြို့မှာပြုလုပ်နေတဲ့တင်ညာတက်ဆက်၃ချိန်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားညီလာခံ INC မှာလူငယ်များနဲ့အလုံသမားများကိုစစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မစစ်ထဲသွင်းပြီးအလုံသမားအခွင့်အရေးနဲ့လူ့အခွင့်အရေးချိုးဖောက်နေတဲ့မြန်မာစစ်ကောင်စီကို ILO Article 33ရပြင်းထန်တဲ့တံခါးပိတ်ဆို့အရေးယူဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းညီလာခံမှာမြန်မာနိုင်ငံနဲ့စစ်ကောင်စီကိုအရေးယူဖို့မဲခွန်းရမလို့ပဲအရေးယူရေးတညီတညွတ်တဲ့ဆုံးဖြတ်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ အိုင်ယလူဥပဒေပုံမှ33နဲ့စစ်ကောင်စီကိုအရင်ယူဖို့ဆုံးဖြတ်လိုက်ပါပြီ။အဲ့ဒါကတော့မဲခွင့်စရာမလိုပဲအတည်ပြုလိုက်ပြီးဖြစ်ပါတယ်။စစ်ကောင်စီကိုအရင်ယူတန်ခတ်ပိတ်ဆို့မှုတွေကတော့အများကြီးလာမယ်။ဥရောပသမဂ္ဂပါဝင်တက္ကပါလုံးကတန်ခတ်ပိတ်ဆို့မှုတွေလာမှာဖြစ်ပါတယ်။ညီလာခံမှာရုရှားကိုယ်စားလှယ်ကကျွန်တော်တို့ကိုယ်စားလှယ်ဦးမောင်မောင်မင်းကွန်းပြောတဲ့အချိန်အမျိုးသားညီညွတ်ရေးအစိုးရ NUG တစိုက်တွင်နဲ့ညီလာခံမှာမင်းကွန်းပြောလို့ရှူရှူရှာရှာထားလို့သေးတယ်။နောက်ပြီးစစ်ကောင်စီဘက်က UNFCCI ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်ရွယ်တို့ကလည်းလာတက်တယ်။ပထမတော့ရုရှားလိုဘယ်လာရုစ်တို့က န့်ကွက်မလို့လုပ်ပြီးမယ်လေနောက်ဆုံးမှာမဲခွဲเสียရမလို့ပဲအရေးယူဖို့ဆုံးဖြတ်သွားတယ်လို့ညီလာခံတက်ရောက်နေတဲ့ဥဝေမှုတွင်ကဆိုပါတယ်၂၀၀ပြည့်နှစ်မှာဆင်အာနာရှင်အုပ်ချုပ်ရေးဖြစ်တဲ့တန်းရွှင်လက်ထက်ကာလအတွင်းမြန်မာနိုင်ငံမှာအတင်းအဓမ္မအလုတ်ခိုင်းမှုများပြဿနာများအလွန်ဆုံးရွာလာတဲ့အတွက်အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့အိုင်ရန်လိုက၎င်းနိုင်ငံပေါ်အိုင်ရန်လိုဖွဲ့ဥပဒေရဲ့အာတီကယ်33အရအရေးယူမှုတွေဆောင်ရွက်ခဲ့ပါတယ်ဒါကြောင့်တန်းရွှင်လက်ထက်မြန်မာနိုင်ငံမှာနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေရပ်တန့်ခြင်းကုန်သွယ်ရေးနဲ့ပြည်ပြည်ဆိုင်ရာငွေကြေးဖွံ့ဖြိုးရေးလုပ်ငန်းများမှာမြန်မာနိုင်ငံကိုဖန်ရှားခြင်းအိုင်ရ လူနဲ့အတူပူပေါင်းဆောင်ရွက်ခွင့်ခွင့်လမ်းများလျှော့ချခြင်းစတဲ့နိုင်ငံတကာတံခတ်ပိတ်ဆို့မှုတွေခံခဲ့ရကအဆိုပါအရေးယူမှုမှာအိုင်ယန်လူသမိုင်းတွင်အာတီကယ်33နဲ့ပထမဆုံးအရေးယူခံရတဲ့နိုင်ငံဖြစ်ခဲ့ပြီးအခုခါဒုတိယကြိမ်ထပ်မံအရေးယူခံရတာဖြစ်ပါတယ်။ ဆက်လက်ပြီးမြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးမှုအတွက်တောင်ကိုရီးယားရွှေကောက်ခံသမ္မတအီဂျဲမြောင်ထံကို NUG ရဲ့သမ္မတကကျေးဇူးတင်ခုံပြုပြီးကိုရီးယားရဲ့အောင်မြင်မှုတွေကိုမျှော်လင့်အားကျနမူနာရယူရတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာဒီမိုကရေစီရေးကြိုးပမ်းမှုပေါ်အားပေးမှုအတွက်တောင်ကိုရီးယားရွှေကောက်ခံသမ္မတအီဂျဲမြောင်ကိုကျေးဇူးတင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့သမ္မတဒူဝါလက်ရှိလာကကျေးဇူးတင်ခုံပြုတဲ့တောင်းလာပေးပို့လိုက်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရှာရေးသမ္မတဒူဝါလက်ရှိလာကရွှေကောက်ပွဲအနိုင်ရကိုရီးယားသမ္မတနိုင်ငံရဲ့၂၁ချိန်မြောက်သမ္မတ ားသည့်မစ္စတာအေဂျင်မြောက်ထံကိုဂုံပြူဝမ်းမြောက်ကြောင်းတုံဝလာကို2025ဆွန်လ၄ရက်နေ့ကပေးပို့လိုက်ကြောင်းအဆိုပါဂုံပြူတုံဝလာမှာသမရမစ္စတာအေဂျင်မြောက်ရဲ့အောင်မြင်မှုကိုလေးစားဂုဏ်ယူပါကြောင်းရွေးချယ်ပေးလိုက်တဲ့ကိုရီးယားပြည်သူများကိုလည်းလေးစားဂုဏ်ယူပါကြောင်းကိုရီးယားနိုင်ငံရဲ့နိုင်ငံရေးချက်တဲကာလမှာခေါင်းဆောင်ဖြစ်လာတဲ့သမရအေဂျင်မြောက်ကကိုရီးယားနိုင်ငံကိုတိုးတက်ခိုင်မာဦးဆောင်နိုင်ုံတာမကဒီမိုကရေစီလွတ်လပ်ခွင့်နဲ့တရားမျှတမှုတွေကိုလည်းဖော်ဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ပါကြောင်းဖော်ပြပါရယ်။ဒါအပြင်ကိုရီးယားနိုင်ငံရှိမြန်မာနိုင်ငံသားတွေရဲ့ဒီမိုကရေစီရေးကြိုးပမ်းမှုတွေပေါ်အားပေးမှုအတွက်လည ်ကျေးဇူးစကားဆိုပါကြောင်းကိုရီးယားရဲ့အောင်မြင်မှုတွေကမြန်မာနိုင်ငံအတွက်မျှော်လင့်အားကျနမူနာရှုစရာများဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့မြန်မာပြည်သူတို့ရဲ့ Federal Democracy တိဆောက်ရေးကြိုးပမ်းမှုတွေကိုလည်းအားပေးထောက်ခံမယ်လို့ယုံကြည်ပါကြောင်းကိုရီးယားနဲ့မြန်မာနှစ်နိုင်ငံကြားချစ်ချင်ရင်းနှီးမှုကိုအထွန်းရှည်စွာဆက်လက်တည်တံ့နေမယ်လို့ဆန္ဒပြပါကြောင်းစသဖြင့်ဖော်ပြထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ စစ်လင်ရင်များကဒေပေါ်ပုံစကံမကြစေဖို့ပုံကျဲခုခံစဉ်မိမိတပ်ဖွဲ့တွေပေါ်ပုံမကျဲချမိလို့စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တင်ဆောင်သွားခဲ့ပြီးကြံစစ်သားများအလုံးအလံဖြူထောင်းလက်နက်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ရှိဒေပေါ်ပုံစကံကို KNL တပ်တွေကမနေ့ကအပြင်အထံထိုးစစ်ဆင်စဉ်ဒေပေါ်ပုံစကံမကြစေဖို့စစ်ကောင်စီကတိုက်လင်ရင်တွေနဲ့ပုံကျဲခုခံခဲ့ပြီးမိမိတပ်ဖွဲ့ပေါ်ပုံမကျဲချမိလို့စစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးတင်ဆောင်သွားခဲ့ကြောင်းထိုင်းမြန်မာနယ်စပ်စည်ရေးတရင်ရင်မြစ်က သတင်းဌာနကပြောပါရယ်မနီးကစွန်လာ3ရက်နေ့ညနေပိုင်းမှာ KNL ပူပေါင်းတပ်တွေကတေးပေါ်ပိုးစကန်ကိုအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းအဲ့ဒီလိုမသိမ်းပိုင်နိုင်မီစစ်ကောင်စီကတိုက်လေရင်နေနဲ့အဆက်မပြတ်ခုခံပုံကျဲပြစ်ခတ်ခဲ့ကြောင်းဒါပေမဲ့စစ်လေရင်တွေက၎င်းရဲ့တပ်ဖွဲ့ဝင်တွေပေါ်ပုံမှာကျင်းချမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်30တေဆုံးခဲ့ပြီးကြန့်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှလည်းလက်နက်ကြားအညာခံအလံဖြူထောင်ခဲ့ကြကြောင်းအဲဒီနောက် KNL ပူပေါင်းတပ်တွေကတီးဖို့ဘူစကန်ကိုအပိတက်သိမ့်ပိုင်နိုင်ခဲ့ကြောင်းသိရပါတယ်။ကနအူးတိရတာကတိုက်လေရင်တွေကပုံမှားကျတာတီးဖို့ဘူစကန်က30လောက်တေဆုံးနေသူတို့စစ်ကူပြစ်ခတ်တာတွေကသူတို့လူပြန်ထည့်ရလို့သိရတယ်လို့ထိုင်းမြန်မာစင်တာစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မနေ့ကဒေပေါ်ပူစကန်သိန်းတိုက်ပွဲမှာတော်လိုင်းတက်တွေဘက်မှတိစုံမှုမရှိဘဲရဲဘော်လေးဦးတန်ရအပြင်းထန်ရရှိထားကြောင်းသိရပါရယ်စစ်ကောင်စီတပ်ရဲ့ဒေပေါ်ပူတက်စကန်ကိုတော်လိုင်းတက်တွေကရရှိသွားပြီဖြစ်ပြီးထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီတက်စကန်၄ခုသာကြန့်ရှိတော့ပြီးအဆိုပါစကန်ဒီမှာဥကရီထံဝေါ်လီပြူဟာကုံတီးသေးလေစကန်ထိကဲ့ပလဲစကန်တို့ဖြစ်ကြောင်းသိရပါရယ် KNU ကမလအီပီလာနဲ့မေလာအတွင်းမှာထိုင်းမြန်မာနယ်စပ်ဒီမှာစစ်ကောင်စီရဲ့ပုလူတူခလက်တီတခေါပီကွီမောဖာသူစကန်တာလဲစကန်များမေလာဘလက်တို့မော်ခီ ဘရင်နောင်စကန်ကုန်းကနေနီစကန်နဲ့ရွှေအေးမြိုင်တက်စကန်တို့ကိုဇက်တိုင်းတိုက်ခိုက်သိမ်းယူနိုင်ပြီးဇွန်လ3ရက်နေ့မှာတီးပေါ်ဘူးစကန်ကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။2022ခုနှစ်မေလအတွင်းကလည်းတီးပေါ်ဘူးစကန်ကိုကော့ပရာစစ်ကြောင်းနဲ့ဘိုးအေစီဝါဦးဆောင်တဲ့တော်လိုင်းတက်တွင်ကပထမကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့ဘူးတယ်လို့သိရပါတယ်။ ဆက်လက်ပြီးဘောလက်ခဲမျိုးရင်းနီပေါက်ကာကင်စကန်ကိုတင်ပိုင်ရရှိပြီးစစ်သား20ဦးထပ်မင်းတည်ဆောင်ပြီးလက်နက်15လက်ကျော်နဲ့ခရယမြတင်းစင်ရရှိရကြောင်းတင်ဆက်ပေးပါမယ်။ကရင်နီပြည်ဘောလက်ခဲမျိုးရှိအကြံဘတ်စစ်ကောင်စီရဲ့ကာကင်စကန်ကုန်းကိုတိုက်ခိုက်တင်ပိုင်ခဲ့ရာစစ်သား20ဦးထပ်မင်းတည်ဆောင်ပြီးလက်နက်15လက်ကျော်နေခရမ်များတင်ဆက်ရရှိခဲ့ကြောင်း KEC ရေဘူကျုပ်ဘူမူကြီးဖုံးနိုင်ကသတင်းဌာနကပြောပါရယ်မေလ22ရက်မနက်9:00နာရီချိန်ပေါ်လက်ခဲမျိုးအခြေဆိုင်အကြံဖက်စစ်ကောင်စီရဲ့ပြူဟာကုန်းကိုကာကွယ်ရေးပိထားတဲ့ကာက ကင်းစခန်းကိုကယင်နီတော်လိုင်းတပ်ပေါင်းစုကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအစံဖက်စစ်ကောင်စီတပ်သားအလောင်း20ထပ်မင်းမျက်မြင်တွေ့ရှိခဲ့ရပြီးလက်နက်15လက်ကျော်နဲ့ခရမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းအဲ့ဒီစခန်းသိမ်းတိုက်ပွဲတွင်အစံဖက်စစ်ကောင်စီတပ်ကလေချောင်းနဲ့ခုနှစ်ကျင်းပုံကျဲပြက်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဖြူဟာစခန်းတော့မဟုတ်ဘူး။ရှင်နီပေါက်ကအရှိကကင်ပေါ်ဖြူဟာနဲ့တော့ချိတ်ဆက်နေတာပေါ့။လက်နက်ကတော့15လက်16လက်လောက်ရတယ်။အလောင်းက15လောင်းအလောင်း20လောက်တော့အဝေးကနေတွေ့ရတယ်။လီရင်နဲ့ဘုံလာကျဲတော့အတိအကျတော့ရေတွက်လို့မရဘူး။ဒီ ီထက်တော့ပိုအုံးမယ်ထင်တယ်လင်းရင်နဲ့ကခုနှစ်ကြိမ်ပုံလာကျဲတာခန်းက၅ကြိမ်ဆွဲပစ်သွားတယ်သူက point five အလုံးကြီးတဲ့လင်းရင်ပေါက်ကပစ်သွားတာလို့ KAC ရေးချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ကသတင်းဌာနကပြောပါတယ်ရင်းနီပေါက်ရွာကာကင်းစခန်းကဘောလက်ခဲမျိုးရဲ့တန်လွင်မြေအရှိတ်ကမ်းမှာတည်ရှိပြီးဆက်လက်တိတ်ပိုက်ရန်ကြံရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုလည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းဘောလက်ခဲမျိုးမှာစစ်ကောင်စီရဲ့ခမာယ429ခမာယ430နဲ့ခလာယ339တို့အပြင်ရှမ်းပြည်နယ်အခြေဆိုင်စစ်စင်ကိုကဲမှုဌာနချုပ်စ ဆကကနှင့်လောက်ကန်တိုင်ရင်ချုပ်ကိုအားဖြည့်ထားကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။တောင်ဖြိုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များတည်ဆောက်မှုများနေပြီးမြေတူးဆက်များနေအစုံလိုက်ပြုံလိုက်မြေမြုပ်ဒုတိယဗိုလ်မှူးကြီးအစင်ရှိတိုင်ရင်မှုတအုပ်ထပ်မံတည်ဆောက်ပြီးတူတူဒိတ်ဒိတ်တကြိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ကျောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များတင်ဆောင်မှုများနေလို့မြေတူးဆက်တွေနဲ့မြေချင်းတူပြီးအုပ်စုလိုက်မြေမြုပ်တကြုံနေကြောင်းသိရပါတယ်စစ်ကောင်စီဘက်မှာတင်ဆောင်လောင်များကိုယာရူးချင်းယာရူးငယ်ခွဲပြီးတက်ကြအစဲမအောင်စင်တင်ဆောင်သူတွေကိုအစုလိုက်ပြုံလိုက်မြေမြုပ်တကြုံကပစ်ထားခဲ့တယ်လို့ဒေသတွင်သတင်းရင်းမြစ်တွေကပြောပါတယ်မေလ31ရက်နေ့ကလည်းကျောက်ဖြူတိုက်ပွဲအတွင်းကိုစစ်ကူပို့လိုက်တဲ့ဒုတိယဗိုလ်မှူးကြီးအစင်ရှိတရင်မှုတအူထပ်မံတင်ဆောင်သွားတယ်လို့သိရပါတယ်ဒုတိယဗိုလ်မှူးကြီးဗိုလ်မှူးကြီးအစင်တဲ့နေ့ထိနောက်တန်းကိုအလောင်းနေပြန်တန်နေရတော့မျက်မြင်ကိုယ်တွေ့မှု ဝါဒပြန်ထားလေစစ်တပ်မိသားစုတွေစိတ်တက်ကြနေတဲ့ရှီလန်လူသများတီတာနဲ့တန်ရာရလို့နောက်တန်းပြန်လာတဲ့သူတွေများတယ်လို့တပ်သတင်းရင်းမြစ်တွေကပြောပါတယ်အဆိုပါတရင်မှုရဲ့အလောင်းကိုစစ်ကောင်စီကပြန်လည်တင်ဆောင်သွားပြီးကြောက်ဖြူမျိုးမြို့မတုတ်တန်မှာတိတ်တဆိတ်မိတဲ့ကြုံခင်းချောင်းတီးရပါတယ် ကျောက်ပြူမျိုးပေါ်ဒီပုံမှုအစဉ်တန်ရင်မှုအစဉ်ပြူဟာမှုအစဉ်များတည်ဆောင်းတဲ့တရင်ရောက်ရှိလာတဲ့အတွက်အုတ်ချုပ်ရင်ပိုင်းမှာစိုးရင်ပူပန်နေကြပြီးအီအီတိမ့်ပိုက်ထားတဲ့နေမျိုးတွေကိုစစ်ကောင်စီကပြန်လဲတိမ့်ပိုက်ထားဖြစ်တယ်လို့တရင်လွင့်နေရာကြောင့်အုတ်ချုပ်ရင်နဲ့နှိစက်တဲ့သူတွေစီမှသိရပါတယ်။ပြီးခဲ့တဲ့မေလ29ရက်ကတရုတ်တဘာဝတံငွေတားပင်းဆက်ယုံနီစစ်ကောင်စီရဲ့ကာကင်းစခန်းကိုအေကဒရုန်းနဲ့တိုက်ခိုက်ရာဒုတိယတံရင်မှုအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ဆက်လက်ပြီးလာရှိုးမျိုးနယ်မှာ SSPB နဲ့ MNDA တိုက်ပွဲဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမျိုးနယ်ဟမ်မာကျေးရွာအုပ်စုနာလိုင်းရွာအတွက်မှာရှမ်းပြည်တူတိုင်ပါတီရှမ်းပြည်တက်မတော် SSPB SSA နဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDA တို့ကြားဒီကနေ့နေ့လယ်တနင်္ဂနွေကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPB ကသတင်းထုတ်ပြန်ပါတယ်။